အားလုံးမင်္ဂလာပါကျွန်တော်တို့ Football Live Breaking News ကနေပြန်လေးပြချလိုက်ပါတယ်ဒီနေ့မနေ့ရ Breaking News ကိုတော့ဒါ Manchester United ရဲ့ Breaking News နဲ့ပဲစပါပေါ့နော်အဲဒါကျွန်တော်တို့ဒီကျွန်တော်ကြားထဲမှာတော့ကျွန်တော် မင်းညကတော့လုံးဝမကြည့်ဖြစ်ဘူးပေါ့ကျွန်တော်အခုလက်ရှိဗီဒီယိုရေးပြီးရင်ကျွန်တော်လေးစိတ်ကူတန်းဆင်ရတာမှမလို့ကျွန်တော်ညကတော့ဘလို့မှမကြည့်ဖြစ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါညကဘယ်သင်းနေဘယ်လိုတက်သွားမှန်းတော့ကျွန်တော်မသိဘူးပေါ့နော်အဲ့တော့ဒါဘုမွေလေးလေးခင်ဗျားတို့ပြောတာပါဒါကျွန်တော်တို့အရှိမ UEFA Nation League လေးဒါကျွန်တော်တို့တိတလောက်ကပေါ်တူဂီတက်သွားတယ်လို့လည်းသိရတယ်ဒါကျွန်တော်စပိန်တက်သွားတယ်လို့လည်းသိရတယ်ဂျာမနီတက်သွားတယ်လို့လည်းသိရတယ်ပြင်သစ်တက်အဲ့တော့ကျွန်တော်ကဘလို့လက်ရှိဒါအိမ်ဝင်ကန်တဲ့လူတွေအကုန်တတ်သွားတယ်ဆိုတဲ့သဘောမှရှိတယ်ပေါ့အဲ့ဒါကြီးတော့ကျွန်တော်အဓိကမပြောတော့ဘူးလက်ရှိမှာဒါ breaking news ဆိုတော့အဲ့တော့ ဆရာကြီးဆရာ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 ကြီးဒီအကုန်လုံးကလက်ရှိမှာဒါတတ်သွားတဲ့အကြောင်းမူဒါကျွန်တော်တို့စီးဖိုင်တွေကတော်တော်လေးကိုညရှင်လေးကကြိတ်ကောင်းမဲ့သဘောမှာရှိသွားပြီလို့ပဲပြောလို့ရတယ်ဘောနော်ဒါပါ လက်ရှိမှာဒါကျွန်တော်တို့ကြားထဲမှာ breaking news တစ်ခုပြောအဲ့တော့ကျွန်တော်တို့ဗမာဦးကောင်းရဲ့ဒါ breaking news တက်လာပြီဗမာဦးကောင်းရဲ့ breaking news ကိုတော့ Chelsea အသင်းကတော့ဒါကျွန်တော်တို့လက်ရှိမှာ Jadon Sancho ကိုသူ့ရဲ့ Megan Club ဖြစ်တဲ့ဒါကျွန်တော်တို့ Manchester United အသင်းကိုတော့ပြန်ပို့သွားတော့မှာဖြစ်တယ်ဆိုပြီးတရားဝင်သတင်းတွေစတင်ပြီးတက်လာခဲ့ပြီဖြစ်တယ်အဲ့တော့ Chelsea အသင်းကနောက်ဆုံးဒါကျွန်တော်ပြောနေလို့ပဲလက်ရှိစာချုပ်စာထဲမှာ loop hole ကိုရှာဖွေတွေ့ရှိသွားခဲ့ပြီသူတို့အနေနဲ့ဒါကျွန်တော်တို့စာချုပ်စာထဲ Manchester United နဲ့ချုပ်တဲ့စာချုပ်စာထဲမှာဒါကျွန်တော်တို့ ကွာဟနေတဲ့ဒါကျွန်တော်တို့အချက်တစ်ချက်ကိုတွေ့သွားခဲ့ပုံရတယ်အဲ့တော့နောက်ဆုံးကြားနေရတဲ့ breaking news ရဆိုရင်တော့ Manchester United အသင်းရဲ့ကစားသမားဖြစ်ကစားသမားဖြစ်တဲ့ဒါကျွန်တော် Sancho ကိုဒါ Manchester United အသင်းစီပြန်ပို့တော့မယ်အ ဲ့တော့ Chelsea သင်းကဘယ်လောက်ပေးရမလဲတကယ်ကျွန်တော်တို့ထင်ထားတဲ့ဈေးနှုန်းတော့အများကြီးနေပါသေးတယ်။ Euro 10သန်းလည်းမဟုတ်ဘူး၊ Pound 10သန်းလည်းမဟုတ်ဘူး။ကျွန်တော် Pound 5သန်းသာစာချုပ်ဖြတ်သိမ်းကြည့်ပေးပြီးတော့ Manchester United အသင်းကိုပြန်လည်ပြီးတော့ကျွန်တော်ပို့တော့မှာဖြစ်ပါတယ်။အဲ့ဒီသတင်းကိုကျွန်တော်ကြားကြားချင်းမှကျွန်တော်စိတ်ဝင်စားတာ Manchester United အသင်းကဒါကို agree မလုပ်ရင်ကိုဆိုတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်ပြောရမယ်ဆိုရင်တော့အဲ့တော့ လက်ရှိဖတ်တဲ့သတင်းတွေရဆိုရင်ဒီ၅သန်းပေးုံနဲ့ဒီ Manchester United သဘောတူတူမတူတူသူရဲ့ဒါကျွန်တော်တို့ Mikan Club ကိုပြန်ပြီးလို့ရတယ်ဆိုတဲ့သတင်းမျိုးတက်လာတာတွေ့ရမယ်တော့ပါအဲ့တော့ ပြောတင်တာကတော့လက်ရှိမှာဗမာပြည်ဦးကောင်းဆန်ချိုပြဿနာတော်တော်လေးကိုစိုးရွားတဲ့နေသားမှာရှိတယ်ဖြစ်နိုင်မယ်ဆိုဆန်ချိုကဓာတ်ဥဒုတရုတ်တာချက်စီးအသင်းကနှစ်ကုန်ထိတော့မစောင့်ကျင်တော့ပဲအခုချက်ချင်းစာတုပ်ဖြတ်သိမ်းကြီးပြီးပြီးအခုချက်ချင်းတော့အသင်းကိုပြန်ပို့ကျင်နေဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်ရေးသားထားတာတွေတွေ့ရမယ်တော့ပါတယ်အဲ့တော့ဒါဆန်ချိုတယောက်တော့ဝန်နိုင်တာကျွန်တော်ဘာဒီလုတ်ပြန်ပြီလဲဆိုတဲ့ပြဿနာတွေကိုဆက်လက်ပြီးတော့တွေးတောမယ်နေသားဖြစ်သွားပြီဖတ်လောက်ကဆန်ချိုနေတဲ့အခုလက်ရှိမှာဒါ training ကိုနောက်ကျပြန်တယ်ဒါအရင်တော့ကဒါ United မှာဖြစ်ခဲ့တဲ့ပြဿနာအတိုင်းပဲမဖြစ်ခဲ့ဘူးတဲ့ပြဿနာမဟုတ်ဘူးဖြစ်ခဲ့တဲ့ပြဿနာအတိုင်းတပုံစံမျိုးတို့တဲ့ကိုပဲဒါကျွန်တော် ို့လက်ရှိမှာဒါ Manchester United တင်းနဲ့ဆက်လက်ပြီးတော့ဖြစ်တယ်လို့ပြောလို့ရတဲ့အချိန်ဒီတစ်ခုရောက်သွားတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါ Manchester United တင်းက Sancho ကိစ္စတော့သူတို့လည်းတော်တော်လေးအုံနောက်စားသွားခဲ့ပြီဖြစ်တယ်အဲ့တော့ ချက်ချင်းဆိုဆိုတာကျွန်တော်တို့လက်ရှိ Chelsea အသင်းကစာချုပ်ဖြတ်သိမ်းခြင်းဆိုတဲ့ပုံစံမျိုးကိုလုပ်မယ်ဆိုတာလုပ်ဖို့အတွက်စစချင်းမယ် Chelsea အသင်းကလက်ရှိမှာယာဒီကုံထီတော့ဒီစာချုပ်ကို honor လုပ်သွားမယ်လို့ကြားသိရတယ်မှာပါတယ်တော်တော်လေးကိုလက်ရှိမှာ Chelsea အသင်းအနေနဲ့ဒါ Sancho ကိုတတော်တော်တော်ကြီးကိုစိတ်ပြတ်နေပြီလို့ကြားသိရတယ်မှာပါတယ်ဒါကြောင့်မို့သူတို့အနေနဲ့အသင်းမှာဘလူးမှာရေရှည်ရဆက်ထားဖို့တော်တော်ဆင်မပြေတော့စာချုပ်တော်မှာအခုချင်းချင်းဖြတ်ဖို့အတွက်စဉ်းစားနေတာဖြစ်တယ်ဒါပေမဲ့လည်းဒီရတိုင်းမှာ Chelsea အသင်းနဲ့ Manchester United အသင်းနဲ့ဒါကောင်းမွန်တဲ့ဆက်ဆံရေးဒါအပြောင်းအရွှေ့မှာရှိတဲ့အတွက်ကြောင့်မို့ဒီဆက်ဆံရေးကိုလည်းကျွန်တော်မပြတ်ချင်တဲ့အတွက်ကြောင့်မို့အခု ချိန်မှာဓာကြီးကိုလှုပ်သွားဖို့အတွက်အစီအစဉ်တော့မရှိသေးဘူးဆိုတော့တည်င်းဒီကိုကျွန်တော်တို့ဖတ်မိရတယ်ဒီမှာပါတယ်ဘောနော်အဲ့တော့ ောချင်တာလက်ရှိမှာဒီဓမ္မဥကောင်ကိစ္စတော်တော်လေးကိုစိုးတယ်ဆန်ချိုကိုလက်ရှိမှာ Manchester United အသင်းကပြန်ယူရမယ့်သဘောကိုရှိသွားတယ်အဓိကဒီနေ့မှာတန်ဆန်ချိုကိုပြန်ပို့ခြင်းတဲ့ချက်ကကြီးမားအချက်ကနှစ်ချက်ရှိတယ်ချက်စီသင်ကလည်းကျွန်တော်အခုမှသိသိချာချာဖတ်ကြည့်တာဆန်ချိုရဲ့လုခတ်လက်စားများလို့ပြန်ပို့ခြင်းနဲ့ဆိုတော့ဆန်ချိုအနေနဲ့လက်ရှိအသင်းကို impact လည်းမရှိဘူး negative impact ဒါပူရှိတယ်ဟိုတာအပေါက်လက္ခဏာမပေါင်းနေစေအနှုတ်လက္ခဏာတော့စောင့်နေတဲ့ကြောင့်ချက်စီသင်ကတတိယကစားသမားမျိုးကိုအသင်းမှာရှိတာဘလို့မှမသိတော့ဘူးလို့သူတို့ကသူတို့ယူဆလိုက်ပုံရတယ်အဲဒါကြောင့်မို့လို့ချက်စီသင်နေတာကျွန်တော်တို့ Manchester United ဲ့တဲ့သင်ကိုပြန်ပို့ဖို့အတွက်စဉ်းစားခဲ့တာဖြစ်တယ်လို့ကြာတိရတယ်မှာပေါ့ပြောချင်တာဒါလောက်ခကျွန်တော်ကျွန်တော်ထင်တာလည်းမနိုင်ပါဘူးလောက်ခလက်စာကြောင့်မထင်တာလာလောက်ခလက်စာတပတ်လောက်ခသုံးသိမ့်မလို့အရန်များတဲ့ကြောင့်ဆန်ရှိုးပြန်ပြို့မယ်လို့ထင်ထားခဲ့ပေမဲ့တကယ်တမ်းအခုလက်ရှိကြားရတဲ့သတင်းတွေအရာဆိုရင်တော့ဖြည်းဖြည်းနဲ့မမှန်ပြောရမယ်ဆိုရင်တော့မြန်မာဥက္ကောင်ပြန်ပို့တယ်ဆိုတာတကောတကယ်တမ်းပြောရမယ်သူတောက်ချက်မကောင်းလို့ပြန်ပို့တယ်ဆိုတဲ့သဘောမျိုးပြန်ဖြစ်သွားပြီပေါ့နော်အဲ့တော့ဆရာလေးကဒါကျွန်တော်တို့ freedom ဆရာလေးကတော့အခုချိန်မှာတော်တော်လေးကိုတိုင်ပတ်နေပြီသူကိုယ်တိုင်လည်းဘယ်သွားလို့ဘာသွားမှာအဲ့တော့ဂျာရဲမှာတကယ် တိုင်ပတ်သွားမယ့်အနေအထားတကွမန်ချက်စတာယူနိုက်တက်လို့ပြောလို့ရမယ်တော့ပါအဲ့တော့ ဂျေဒင်ဆန်ချိုအနေနဲ့ခုတည်းရှိ United မှာလည်းဒီလောက်ကစာချုပ်တက်တဲ့တစ်နှစ်လောက်ကြာနေသေးတဲ့အတွက်ကြောင့်ဒီတစ်နှစ်ကိုဒါဆိုင် Manchester United မှာပဲ ET ပြီးတော့ EP ပြီးနေသွားမလားပေါ့နော်ဒါကတော်တော်လေးကိုဆိုးရွားတဲ့ချက်တစ်ခုဖြစ်လာပြီဘာလို့လဲဆိုတော့လက်ရှိမှာ United အသင်းနဲ့အခုလိုမို့တာ Chelsea လိုအသင်းမျိုးတောင်မှဆန်ချိုကိုတီးမခံနိုင်ဘူးဆိုရင်တော့ United အသင်းဆန်ချိုကိုပြန်ရအောင်မယ်ဆိုတော့တော်တော်လေးကိုခတ်သွားမယ့်နေသားမှရှိတယ် United အသင်းနဲ့ဒီနေရာမှာစာချုပ်တက်တဲ့တစ်နှစ်ပဲကြာနေကစားသမားတို့စာချုပ်ဖြတ်သိမ်းမယ့်နေသားမှမရှိတော့ဘူးလို့ကျွန်တော်နေမြင်နေဒါကလည်းပြောလို့တော့မရအောင်ဖြစ်သွားနိုင်တဲ့မှာပါတယ် တို့ပေမဲ့တော့ညာလက်ခုလက်ရှိမှာ United ရဲ့ပြဿနာက၅သန်းတော့ရမှာမှန်တယ်ဒါပေမဲ့တပတ်လုခပေါင်၃သိန်းနဲ့ကျွန်တော်ပြန်ရှင်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့တလောက်1.2 million ဒါတကယ်တမ်းကျွန်တော် United အသင်းနေနေကျွန်တော်အိမ်မှာအဲ့ဘောဒီကစားသမားကိုသူ့ရဲ့အသင်းမှာပြန်ထားခဲ့မယ်ဆိုရင်တော့မဒီကစားသမားကိုဒါကျွန်တော်တို့၃လ၄လနဲ့တင်ဒါကျွန်တော်တို့ Chelsea ပေးတဲ့ဂျီကပြန်ဂျီသွားပြီလို့တော့ပြောလေ Chelsea ကခုနပေါ်ဆို၄လသာလောက်ကိုရင်းချလိုက်တယ်တနည်းစားတော့ပြန်မခေါ်နိုင်တော့ဘူးကွာဆိုတော့ကွာဂျီကို Chelsea ကနင်းချပလိုက်တာပေါ့နော်အဲ့တော့ လက်ရှိမှာဒါကျွန်တော်မြမဤဦးကောင်းရေးဒါကျွန်တော်စံကျွေးပြဿနာတော်လူစုရတဲ့ United အသင်းကလည်း United အသင်းကိုရောက်လာပြီးဆိုတာနဲ့အသင်းတက်ကိုထည့်ဖို့လုံးဝစီစဉ်ပြေ Ruben Amorim ကိုတော့ဒါကျွန်တော်တို့ Ineos အုပ်စုကစံကျွေးရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်ပိုင်ခွင့်ပေးသွားမယ်ဆိုပေမဲ့ကြားရတဲ့သတင်းတွေရဆို Ruben Amorim ကိုလည်းစံကျွေးကိုတော်တော်လေးကိုသဘောမကျတဲ့ကစားသမားတစ်ယောက်လို့သတ်မှတ်ထားတယ်။ပြဿနာခုနပေါ်ဆိုပဲသူ့ရဲ့ခြေစွမ်းဘာညာတဲ့ဆိုင်သူ့ရဲ့ဒါအသင်းပေါ်တက်ရောက်တဲ့ဒါကျွန်တော်သူ့ရဲ့ attitude ပေါ့နော်သူ့ရဲ့ဒါကျွန်တော်အပြုတ်မှုတွေက အနှုတ်လက္ခဏာတော်တော်လေးကိုဆန်နေလို့လက်ရှိမှာဒါကျွန်တော် Chelsea အသင်းဘက်ကလည်းသိရတယ်တမန်ပါတယ်။ဘာကြောင့် United မှာဖြစ်သွားတဲ့ပြဿနာအတိုင်းပဲ Chelsea အသင်းမှာလက်ရှိမှာဖြစ်နေတယ်။အဲ့တော့အဲ့ဒါကို Chelsea ပြတ်တီးခေါ်တာကျွန်တော် Chelsea ရဲ့နီးပြတွေရော Chelsea ရဲ့ပိုင်ရှင်ရောလုံးဝမကျအဲ့ကြောင့်မလား United ကိုပြန်ပို့ဖို့တော့သူတို့အနေနဲ့ပြန်စီစဉ်တာဖြစ်တယ်။အဲ့တော့ United ဘက်ကလည်းဒီကစားသမားကိုအသင်းစီပြန်ရောက်ပြီဆိုတော့မှပြန်ရောင်းဖို့ဆိုတော့တော်တော်လေးကိုခက်ခဲသွားမှနေတာပေါ့ဆိုလက်ရှိ Sancho ရဲ့လုခလာစာကမြန်မာလွန်းနေတဲ့အတွက်ကြောင့်မို့ဘယ်ကလပ်အသင်းကမှဝယ်ယူမဲ့အနေထားမှာ လုံးဝမရှိဘူးလို့ကျွန်တော်အနေနဲ့သိရတယ်ဒီမှာပါတယ်ပြဿနာတဲ့စာအုပ်တက်တက်နှစ်ပဲ channel ကစားသမားဘယ်ကောင်းမှလည်း ZGG ပေးမှာမဟုတ်ဘူးဒါပြဿနာအခုနကချက်စီတင်တဲ့25တန်းပေးရမှာ25တန်းလောက်ပြီးတော့ချက်စီဘက်ကကြည့်မှာတော့ဒီ ်စာချုပ်ဖြတ်သိမ်းရေးရအင်မတန်မှအပေါင်းလက္ခဏာဆောင်းလို့ ਨੇ ချက်စီတင်ကပြအဲ့တော့ United ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့စန်ချိုကိုပြန်ထုတ်ဖို့အတွက်အခုလက်ရှိအခြေအနေကအင်မတန်မှခက်ခဲသွားမယ့်အခြေအနေတစ်ခုရောက်သွားမယ်လို့မြင်မိပါတယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးပြောမယ်လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနေနဲ့ကျွန်တော်တိုက်ဆက်မှု White Land ကိုတော့ဒါကျွန်တော်တို့ Lamin New Year ဒီမှာအယောင်စီးတင်တော့မှာဖြစ်တယ်လို့ကြားသိရတယ်မှာပါပါတယ် White Land ကိုလည်းလက်ရှိဒါကျွန်တော် Manchester United အသင်းနေနဲ့ လာရှိမှာတော့ကျွန်တော်တို့ခြေစွဲလေးအနေငယ်ပြန်ပြလာခဲ့ပြီမယ်ရေရှည်ရမန်ချက်စတာယူနိုက်တက်အသင်းကတကယ်ကိုဂိုးသွင်းနိုင်မဲ့ဒေါင်တောင်ဘီတိုက်စစ်မှုတူလူအပ်တဲ့အတွက်ကြောင့်မို့လာရှိတိုက်စစ်မှုဖြစ်တဲ့ white line ကိုလာမဲ့နူရာဒီမှာအယောင်စည်ရစ်တင်တော့မှာဖြစ်တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်တယ်အယောင်စည်တင်မဲ့နေရာမှာဒါ rice moon white line ကိုတော့ Manchester United ဘက်ကနေပြီးတော့ဒါ Euro 350အနေဆုံးဈေးသတ်မှတ်ထားခဲ့မှာဖြစ်ပြီးတော့ဒီနေရာမှာခေါ်ကျင်တဲ့ကစားသမားခေါ်ကျင်တဲ့အသင်းရှိရင်တော့ခေါ်သွားဖို့အတွက်အကုန်လုံးကဒါကျွန်တော်တို့ web cam ဖြစ်နေဆိုတဲ့ပုံစံမျိုးအဲ့တော့လာမဲ့နေရာမှာ Manchester United အသင်းစီက rice moon white line ကို ဲခေါ်သွားတဲ့စာရင်ဒါကျွန်တော်လဲလဲမဲ့အသင်းတွေကတော်တော်လေးကိုများတယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။ဒီကြားထဲမှာကျွန်တော်တို့ဒါနပိုလီအသင်းကလည်းဒါကျွန်တော်အော်ဇင်မန်ကိုအဓိကလဲလဲသွားဖို့ပြင်ဆင်လာတယ်။အသလက်တီကိုမက်ထရစ်ကတော့ဒါကျွန်တော်တို့ခွာရီလန်ကိုစိတ်ဝင်စားနေဆိုတဲ့ကောလာဟာလာတွေထွက်နေတယ်။ဘာလို့ဆိုတော့သူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ဟူလီယန်အက်ဗရက်ကလာမင်တွေရဲ့ဒီမှာအသင်းကထပ်သွားနိုင်တဲ့အတွက်ကြောင့်မို့ဒါခွာရီလန်ကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေထပ်ပေါ်နေခဲ့တဲ့မှာပါပါတယ်။အဲ့တော့တချို့မှာမန်ချက်စတာယူနိုက်တက်အသင်းကသူတို့ရဲ့တိုက်စစ်မှုဖြစ်တဲ့ဒါကျွန်တော်တို့ ဒန်မတ်တိုက်ဆက်မှုဖြစ်တဲ့ဟိုက်လန်ကိုတော့အယောင်စီတင်ဖို့အတွက်ပြင်ဆင်လိုက်ပြီဖြစ်နေဈေးကတော့ယူရို30ပတ်ချာလေဝင်ကျင်ကြဈေးသတ်မှတ်လိုက်ပြီဖြစ်တော့ကြောင့်မို့ဒါဟိုက်လန်ကိုတော့မန်ချက်စတာယူနိုက်တက်ဒင်လာမဲ့နေရာဒီမှာတိခါတော့မဟုတ်ဘဲနဲ့ရောင်းချပါတော့မှာဖြစ်တယ်အဲ့တော့ ဒါသတင်းလေးကိုတို့ချုံပြောရမယ်ဆိုရင်တော့ဒါ Manchester United အသင်းနဲ့ဒါလက်ရှိမှာဒါမြန်မာပြည်ဥကောင်းစန်ချိုကိုပြန်ပြီးလက်ခံရအောင်မယ်၅သန်းတော့ရမှာမှန်ပါတယ်ဒါပေမဲ့ခုနပေါ်တယ်လက်ရှိမှာပြန်ရောင်းအချင်းတွေကတော်တော်လေးကိုခတ်သွားမယ်ဝယ်မဲ့ club လည်းမရှိလို့ပြန်ဝယ်မဲ့ club ကဒီနေရာမှာတော်တော်လေးကိုပြန်စဉ်းစားသွားမယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တပတ်လောက်က၃သိန်းနဲ့ United စီမှာပြန်ပြီးတောင်းလာတင်မယ် Ruben Amorim နဲ့ Sancho ရဲ့နာကနဲ့ပတ်သက်ပြီးဆိုဖြက်ပိုင်ခွင့်တော့အပြေအဝါရသွားမှာဖြစ်ပေမဲ့ Ruben Amorim ကိုလည်း Sancho ကိုမကြိုက်ဘူးလို့သိရတယ်နောက်တစ်ခုကဒါကျွန်တော် Manchester United ရဲ့လက်ရှိ ိတိုက်စင်မှုဖြစ်တဲ့ Rice Blue White Land ကိုရတာ Manchester United ဘက်ကနေပြီးတော့အယောင်စီးရင်တင်လိုက်ပြီးပဲဖြစ်ပါတယ်။အယောင်စီးရင်ကတော့ကျွန်တော်တို့ဟိုတယ်လာမယ့်နေရာမှာတင်တော့မှာဖြစ်ပါတယ်။ Euro 90ပတ်ချာလဲဝင်ကြတယ်ဒီကစားသမားအယောင်စီးရင်တင်တော့မှာဖြစ်တယ်လို့ကြားသိရတယ်မှာပါပါတယ်။ဒါတော့ပါပဲ။ပေါ်လုံးမွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကိုကြည့်လို့ရပါတယ်ကမြန်မြလေးလေးကလစ်ဖို့မမိကြပါနဲ့ဦး။မြန်မြကလစ်မှာမြန်မြနိုင်မှာဖြစ်ပါတယ်။အားလုံးမကြည့်လို့မှာလေကောင်းမွန်သောနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲ။ ကျွန်တော်တို့နောက်မှာ AACC တွေ့ကြတာပေါ့အားလုံးမကြူဒီမှာ common တွေမကောင်းတဲ့နေဖြစ်ပါစုံမောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့ဒေးပါပါဗျာအားလုံးမကြူဒီမှာ